အပိုင်း30ရဲ့အဆောက်မှာဆိုရင်တော့ Don Gree ဟာ Luffy ကိုသူ့ရဲ့တံမဏိပိုက်ခွင့်ကြီးနဲ့ဖမ်းအောင်လိုက်တာကိုတွေ့ရမှာဖြစ်ပြီး Luffy ကတော့ခြေထောက်တွေနဲ့လက်တွေကိုအပြင်ထုတ်လို့ရနိုင်သေးသေးတယ်။သူမရှုံးသေးဘူးလို့ကြုံသွားလိုက်ပါတယ်။ Luffy ကသူ့ရဲ့ကိုင်းနိုင်စမ်းထုတ်နိုင်တဲ့ Rubber ဆွမ်းကိုအသုံးပြုပြီး Don Gree ကိုအားပြင်းဆုံးနဲ့တိုက်ခိုက်လိုက်ပါတယ်။ Don Gree လည်းဘာမှမလုပ်နိုင်တော့ပဲ Luffy ရဲ့ထိုးနှက်တိုက်ခိုက်တာကိုခံလိုက်ရပါပြီ။ Don Gree လဲကျသွားတာနဲ့အတူ Luffy လည်းစွမ်းရည်နေကုန်ဆုံးကရည်ထဲကိုပြုတ်ကျသွားခဲ့ပါတယ်။ဒီလိုပြင်းထန်လာတဲ့တိုက်ပွဲကိုစောင့်ကြည့်နေခဲ့ကြတဲ့သူတွေကလည်း လူဖီရဲ့အောင်နိုင်မှုကြီးကိုဝိုင်းဝန်းအော်ဟစ်ကအားပေးခဲ့ကြပါသည်။စန်ဂျီဟာမေမျောနေတဲ့လူဖီကိုကယ်တင်နိုင်မှုအတွက်ရေထဲခုန်ဆင်းသွားခဲ့ပြီးရေထဲကလူဖီကိုကယ်ဆယ်လာခဲ့ပါသည်။လူဖီကိုဆွဲပြီးရေပေါ်ကိုတက်လာတဲ့အချိန်မှာပဲစန်ဂျီကလူဖီနဲ့တူတူပျော်ခဲ့ကြဘူးတဲ့အမှတ်တရတွေကိုပြန်လည်မြင်အောင်လာပါသည်။တစက်သေးမှပဲစန်ဂျီဟာသူ့ရဲ့ငယ်ဘဝအိမ်မက်ဖြစ်တဲ့ All Blue ကိုပြန်လည်မြင်အောင်လာခဲ့ပြီးရေဘော်ကိုအမြန်ဆုံးကူးခတ်ကတက်သွားခဲ့ပါတယ်။စန်ဂျီနဲ့လူဖီတို့ကိုတင်မောပြန်ရောက်ကြတဲ့အခါမှာဒွန်ခရီကသူဟာကဘာပေါ်မှာ အင်အားအကြီးဆုံးလူသားဖြစ်ကြောင်းအော်နေခဲ့တဲ့အတွက် game က Don Cree ရဲ့ site တွေကိုလက်သီးနဲ့ထိုးထည့်လိုက်ပြီးသူတို့ရှုံးသွားပြီမို့ဒီရှုံးကိုလက်ခံပြီးအစားကနေပြန်စားဖို့အတွက်ပြောလိုက်ပါရီဆက်လက်ပြီး game ကစံချီကိုလည်းကျေးဇူးတင်ကြောင်းပြောလိုက်ကနောက်ထပ်နာယီနိုင်ငယ်တော့ပဲအသက်ရှင်နိုင်တော့မယ်လို့ထင်ခဲ့တဲ့အတွက် Luffy နိုးလာရင်ပြောပြဖို့အတွက်စကားအချို့ဖော်နေပါရီ game ကသူ့အနေနဲ့အသက်ရှင်ဖို့အချိန်သိမ့်မကြံတော့ဘူးဆိုတာတော့စိတ်သက်သာရရနေတယ်လို့ပဲလို့ဆိုလိုက်ပါရီသူက Luffy စီကနေတင်ယူခဲ့တာတွေအများကြီးရှိခဲ့တာဖြစ်ပြီးသူ့ဆန္ဒအတိုင်းလှုပ်ချင်တာတွေကိုပဲလှုပ်တော့မယ်လို့ပြောလိုက်ပါရီ ။လူဗီနိုးလာရင်လည်းသူတို့ကကန်ကောင်းလို့ရှိရင် Grand Line မှာပြန်ဆောင်ကြမယ်လို့ပြောလိုက်ကစန်ဂျီရိုဈေးဝယ်ထွက်ရင်၃လရှိတဲ့လေကြီးစားတဲ့စင်းပေါ်မှာပင်နယ်ဓမြတွေအားလုံးကိုတင်ဆောင်ကထွက်ခွာသွားခဲ့ကြပါရီ။ကြံခဲ့တဲ့ဆက်ဖို့မှုတွေကလည်းဓာရီကိုကင်ကဟန်ရေးပြနေခဲ့တာကြောင့် game ကပြုံးလိုက်ရင်ကြောက်ဖို့ကောင်းတဲ့ဆက်ဖို့မှုကြီးတွေပါလာလို့ပြောလိုက်ပါရီ။ဒီလိုနဲ့ game တို့လေကြီးကရွက်လွင့်သွားရင်စန်ဂျီရိုနဲ့တဖြည်းဖြည်းဝေးကွာသွားခဲ့ပြီပဲဖြစ်ပါရီ။နောက်တစ်ခါမှဆိုရင်အိပ်ပျော်ပြီးအကြီးအကျယ်ဟောင်းနေတဲ့လူဖီကြောင့်တင်မောကြီးတစ်စီးလုံးလောက်ခါသွားတာကိုတွေ့ရမှာပါ။ ဆန်ဂျီကသူ့ဘေးနောက်မှာထိုင်က secret delay ကိုတောင်းနေခဲ့တာဖြစ်ပြီးလူဖီက HM မူလူနဲ့သူ့ရဲ့ကောင်းရိုးအုပ်ထုပ်ကိုလိုက်ရှာနေခဲ့ပါတယ်။လူဖီရဲ့ order နဲ့ကြောင့်နာကြီးတံမခံနိုင်တော့တဲ့အဆုံးမှာဆန်ဂျီကကောင်းရိုးအုပ်ထုပ်ဒီမှာရှိတယ်ဆိုပြီးပြလိုက်ရပါတယ်။ဒါနဲ့ပင်လယ်ဓားများတွေဘေးရောက်သွားပြီလေလို့လူဖီကမိတော့မင်းကျေးဇူးနဲ့ပြန်သွားကြပြီလေလို့ဆန်ဂျီကပြန်ဖြေလိုက်ပါတယ်။ဂင်းက grand line မှာပြန်ဆုံမဲ့အကြောင်းပြောသွားခဲ့တယ်လို့လည်းထပ်ပြောပြလိုက်ပါတယ်။လူဗီကပင်လယ်ဓားများတွေကိုသူမောင်းထုတ်ပြီးပြီးမို့အခုဆိုရင်တောက်တူမရမလို့ရတော့ဘူးမဟုတ်လားလို့ပြန်မေးလိုက်ပါတယ် ဒါဆိုရင်ပင်လယ်ဓားမလုံမလားလို့စန်ကြီးကိုမေးလိုက်ပေမဲ့စန်ကြီးကတော့ညင်းလိုက်ပြီးဇက်ဖ်ကသူ့ရဲ့အရေးချင်းတွေကိုလက်ခံတဲ့အထိကြိုးစားပြအောင်မယ်လို့ပြောလိုက်တော့လူဖီလည်းလက်လျှော့လိုက်ရပါတယ်။တကယ်တော့သူသာလက်လျှော့လိုက်မယ်လို့ပြောနေပေမဲ့သူ့ရဲ့လက်တွေကစန်ကြီးရဲ့လက်ဘေးတွေကိုညှစ်ထားတော့မှဖြစ်ပါတယ်။စန်ကြီးကတော့ဒီကလူတွေဟာအသုံးမချလို့သူ့အနေနဲ့ဒီနေရာကနေထွက်မသွားနိုင်သေးကြောင်းဒါပေမဲ့ Grand Line ကိုတော့ရောက်အောင်သွားမယ်အကြောင်းပြောပြနေခဲ့ပါတယ်။လူဖီကဒါဆိုရင်အခုသွားရအောင်လို့ပြောတော့အခုကတော့အချိန်မတန်သေးဘူးလို့ဆိုပါတယ်။ဆက်ပြီးစန်ကြီးကလူဖီမသိသေးတဲ့ All Blue အကြောင်းကိုပြောပြခဲ့ပါတယ်။ East Blue, West Blue, South Blue နဲ့ North Blue စားတဲ့သမုဒ္ဒရာတွေထဲက၅ဓာတ်အားလုံး All Blue ထဲမှာရှိကြောင်းဇာပုံမှုတွေအတွက်ကတော့ All Blue ဟာလောကနိုင်ငံကြီးဖြစ်ကြောင်းပြောပြနေခဲ့ပြီးသူတို့နှစ်ယောက်စကားပြောနေကြတာကို Zef ကဒီမောဘော်ကနေစောင့်ကြည့်နေခဲ့ပါတယ်။ All Blue ကိုရှာဖွေဖို့အရန်တက်ကြွနေတဲ့ပုံပေါ်ရင်စံကြီးရဲ့ပုံစံကိုကြည့်ပြီး Zef တယောက်ပြုံးနေခဲ့ရပါတယ်။ဒီမောသားတွေနေလေစားစားနေကြချင်းခမ်းမာတွေကိုစံကြီးက Luffy ကိုခေါ်ပြီးဝင်လာခဲ့ပါတယ်။ထိုင်းစရာနေရာမရှိတဲ့အတွက် Luffy တို့လည်းကျမ်းမြေပေါ်မှာထိုင်ကစားနေခဲ့ရပါတယ်။ ဒီမော်သားတွေကလူဖီရိုပေါ်မှာဆက်ဆံတဲ့ပုံစံကထူးဆန်းနေခဲ့ပါတယ်။ဒီမော်သားတယောက်ကစံကြီးချက်ထားတဲ့စုပြုတ်ကိုဝက်စာနဲ့တူတယ်လို့ဆိုပြီးအယံယွန်စရာကောင်းကြောင်းပြောနေခဲ့တာမို့စံကြီးလည်းဒေါသထွက်သွားခဲ့ရပါတယ်။ဒီမော်သားတွေအားလုံးကလည်းဒီစုပြုတ်ရဲ့အရာသာကအယံဆိုးရွားလွန်းတာကြောင့်ဘယ်လိုမှမြူချလို့မရကြောင်းတရားတော်ဝေဖန်နေခဲ့ကြတာပါ။လက်ထောက်ဆပ်ဖို့မှုဖြစ်တဲ့စံကြီးရဲ့ဗျံမာလုပ်ရတွေကိုစိတ်ကုန်နေပြီလို့သူတို့ကတညီတညွတ်ထဲပြောနေကြပါတယ်။ ထိုအချိန်မှာဇက်ဖ်ကသူတို့ဟာပင်လယ်ပြင်ဆက်ပိုးမှုတွေဖြစ်တာမို့လို့အစားအသောက်ကိုမဖြုံးတိပြစ်ဖို့အတွက်ပြောကစွပြုတ်ကိုတစမ်းမှမကြအောင်အကုန်တောက်ပြလိုက်ပါရီဒါပေမဲ့အားလုံးကုန်သွားတော့ပကံကိုပြစ်ခွဲလိုက်ပြီးပတ်ကြည့်ရတာနဲ့တူတယ်လို့ပြောလိုက်တော့စန်ကြီးကအဖိုးကြီးချက်တဲ့ရတာနဲ့ဘာများကွာလို့လဲလို့မေးလိုက်ပါရီဇက်ဖ်ကစန်ကြီးကိုလက်သီးတစ်လုံးပြစ်ကျွေးလိုက်ပြီးသူကကဘာအနှံ့ကိုသွားကအစားအသောက်တွေကိုချက်ပြုတ်လျက်ရှိတဲ့သူဖြစ်ကြောင်းပြန်ပြောလိုက်ပါရီအရှက်ကွဲသွားတဲ့စန်ကြီးဟာအခန်းထဲကနေတစ်ချိန်လုံးပြေးထွက်သွားခဲ့ပါရီ လူဗီကတော့ဒီဆွပြုတ်ကရန်ကောင်းတာပဲဆိုပြီးထပ်ထည့်နေချိန်မှာဇက်တို့ကလည်းဒါကိုသိကြောင်းစန်ကြီးကသာတမင်ပြောလိုက်တာဖြစ်ကြောင်းပြောလိုက်ပါရီဒါပေမဲ့ဒီလိုပြောမှသာထွက်သွားမှာဖြစ်ကြောင်းပြောလိုက်ပြီးဒါကိုစန်ကြီးကကြားသွားခဲ့ပါရီဒါအပြင်ဇက်ကလူဖီတို့တင်မောပေါ်မှာစဖို့မှုတယောက်လိုအပ်နေရင်စန်ကြီးကိုအတူခေါ်သွားလိုက်ပြီးသူ့ရဲ့အိမ်မက်ဖြစ်တဲ့ Grand Line ထိလိုက်ဖို့ပေးနိုင်မလားလို့မေးလိုက်ပါရီလူဖီကသူ့အနေနဲ့ခေါ်သွားချင်ပါရီစန်ကြီးရဲ့ရေချင်းတွေကိုလည်းအပြည့်အဝယုံကြည်ပေမဲ့စန်ကြီးကသူဟာဒီမှာပဲစဖို့မှုဆက်လုပ်လို့ရတဲ့အကြောင်းပြောထားဘူးတော့မခေါ်သွားတော့ဘူးလို့ပြောလိုက်ပါရီ ထိုအခါဇက်တို့ကစန်ကြီးရဲ့သဘောထားအမှန်ကိုသိသွားခဲ့ရပါသည်အကမ်းမြေမှမှာဆဲလိထိုင်တောင်းနေတဲ့စန်းကြီးစီကိုထူးဆန်းတဲ့အရာကြီးတစ်ခုဟာပင်နယ်တွေကနေထွက်လာပါရီစန်းကြီးဟာအရန်ကိုလန့်သွားခဲ့ပြီးသူ့အပေါ်ကိုထိုသက်တဝါကြီးပြုတ်ကျလာခဲ့ပါရီဒီလိုရရွတ်သေးသေးအော်တန်ကိုကြားလို့လူဖီကထွက်ကြည့်လိုက်တဲ့အခါမှာတော့ယူဆာကူဖြစ်နေတာကိုတွေ့လိုက်ရပါရီလူဖီကအခြားသူတွေရောဘယ်မှလဲလို့မေးနေခဲ့ပြီးယူဆာကူကတုံတုံကြီးနဲ့နာမီတယောက်သွားတဲ့နေရာဟာသူထင်ထားတာမမှန်ရင်အဲ့ဒီနေရာပဲလို့ပြောနေခဲ့တာပါဒီမောသားတွေကယူဆာကူကိုငါလူသားလား သူရဲ့ဟင်းချက်လက်ရာတွေကိုစားကျင်လို့ဒီအထိလာခဲ့ရလားဆိုပြီးတရားတော်ပေါ့ပြောဆိုနေခဲ့တာပါအကြောင်နေနဲ့ပြေသွားတဲ့ယူဆာကူဟာအန်နီအများရဲ့နေရာစီကိုသွားမှောင်မို့လူဗီရဲ့အကူအညီလိုအပ်ကြောင်းပြောကလူဗီကိုသူနဲ့အတူလိုက်ခဲ့ဖို့အတွက်အတင်းခေါ်နေပါရီလူဗီကလည်းသူနဲ့အတူလိုက်သွားဖို့လုပ်နေတော့မှာပဲယူဆာကူကလူဗီကိုတားခဲ့လိုက်ပါရီဇန်ဂျီရဲ့ရီမန်းချက်တွေပြေဝနိုင်မှုအတွက်အော်ဘလူးကိုသွားဖို့အတွက်စွန့်စားရမယ့်ခီးစဉ်မှာသူလဲလိုက်မယ်လို့ဆိုလိုက်တာကြောင့်အားလုံးကအံ့ဩသွားပါရီစန်ဂျီကသူ့အနေနဲ့လူဖီရဲ့တင်းမောပေါ်မှာလိုက်သွားတဲ့အခါဆပ်ဖို့မူးနေတဲ့ဒါဝင်ယူဆောင်ရွက်ပေးမယ်လို့ပြောခဲ့ပါရီ လူဗီနဲ့ယူဆာကူတို့ကတော့ဒီခီးရှဲကြီးမှာစပို့မှုကောင်းတယောက်ရပြီမို့အစားကောင်းအတော့ကောင်းနေစားရတော့မယ်ဆိုပြီးခုံပေါက်ကပြောရွှင်နေပါတယ်။ဇန်ကြီးကဇက်ဖြက်လူတွေကအမုန်းခံပြီးသူ့ကိုတမင်နှင်ထုတ်ပေးခဲ့တာကိုကောင်းကောင်းသိနေခဲ့တာမို့အားလုံးကိုနှုတ်ဆက်စကားပြောလိုက်ပါတယ်။သူရဲ့ကျေးဇူးရှင်ဖြစ်တဲ့ဇက်ကိုလည်းကြံနေသေးတဲ့ဘဝကိုပျော်ရွှင်စွာဖျက်ဆီးမှုအတွက်မှာနေပါတယ်။ပြီးတော့ထွက်သွားတော့မှမို့ဆိုင်းကစားတော့တွေကိုတနေနေဘိုးထုတ်နေတဲ့လူဖီစီကိုဇက်ကရောက်လာပါဂရန်လိုင်းချောင်းသေးစိတ်မှတ်တမ်းတင်ထားတဲ့စာအုပ်ကိုလူဖီစီကိုပေးခဲ့ပါရီ ဒါပေမဲ့လူဖီကစိတ်လှုပ်ရှားစရာနဲ့စွန့်စားမှုတွေကိုသူကိုယ်တိုင်ခံစားချင်တဲ့အတွက်ကြောင့်ဇက်ပီးတဲ့စာအုပ်ကိုညင်းပယ်လိုက်ပါတယ်။စန်ဂျီကလည်းသူထွက်မသွားခင်မှာသူရှင်တန်နေထိုင်ခဲ့တဲ့စားတောက်ဆိုင်ကိုနောက်ဆုံးအနေနဲ့လှည့်ပတ်ကြည့်ရှုနေခဲ့ပြီးသူ့ရဲ့ငယ်ပွားနဲ့အတူဇက်နဲ့ဖြတ်တန်းခဲ့တဲ့အဖြစ်ပြက်တွေကိုပြန်လည်မြင်အောင်လာခဲ့ပါတယ်။ဒီလိုနဲ့နှုတ်ဆက်စကားမပြောဘဲထွက်သွားတော့မဲ့စန်ဂျီကိုအဖိုးကြီးဇက်ကအေးမမိစေနဲ့လို့မှားလိုက်တာကြောင့်စန်ဂျီလည်းဝမ်းနည်းစွာငိုကြွေးနေပါတော့တယ်။အဲဒီနောက်မှာတော့ဇက်ရဲ့သူ့ပေါ်ထားတဲ့မြစ်တာတရားနဲ့ခြေဆုတရားတွေကိုပြန်လည်မြင်အောင်လာခဲ့ပါတယ်။ ဆန်ဂျီကသူ့ရဲ့အသက်ကိုကယ်တင်ပေးနိုင်ဖို့အတွက်ဇက်ကသူ့ခြေတော်သူဖျက်တောက်လိုက်ရတာတွေကိုလည်းသူ့အတွေ့အထိမှာပြန်ပေါ်လာခဲ့ပြီးဂျေဇူးတင်လို့မဆုံးအောင်ရှိနေပါတော့တယ်။တကယ်တော့ဆန်ဂျီမှာဇက်ပေးခဲ့တဲ့အသက်ပဲရှိတော့တာဖြစ်ပါလိမ့်။အသည်းမှာဒီအောင်ဆောင်နေကြတဲ့တင်းမောသားဆပ်ဖို့မှုတွေအားလုံးကလည်းပဲဆန်ဂျီကိုတရီရနိုင်မယ့်အကြောင်းတရီပေးလိုက်ကနှုတ်ဆက်ခဲ့ပါလိမ့်။အဲ့လိုနှုတ်ဆက်တဲ့အချိန်မှာလေအားလုံးကဝမ်ပန်းနေနေနဲ့ငိုကြွေးနေကြပြီးမခွဲနိုင်မခွာနိုင်အောင်ဖြစ်နေကြတာပါ။ နောက်ဆုံးမှာတော့ဆန်ဂျီကလူဖီနဲ့အတူပါသွားခဲ့ပြီးဂျန်နီခဲ့တဲ့သူတွေအားလုံးကတော့လက်ပြနှုတ်ဆက်လို့ဂျန်ခဲ့ပါရီဇက်ကဆန်ဂျီတယောက်အော်ဘလူးကိုရှာတွေ့နိုင်ပါစေလို့ဆုတောင်းပေးလိုက်ပြီးဒင်းမောသားတွေကိုလည်းအဲ့တဲ့တွေရောက်လာတော့မှမို့အစင်းသိမ်းပြင်ထားကြဖို့ပြောလိုက်ရင်အပိုင်း30ကပြီးဆုံးသွားခဲ့ပါရီနောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်အခုလိုကြည့်ရှုအားပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာ